မင်္ဂလာပါရှင်ရန်ကုန်ကေတီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဓမ္မတရားတင်မအင်အား400ကံပါစစ်ကြောင်းတွက်လာပြီးပကုတ်ကူမြိုင်နယ်ပေါင်းမြို့နယ်တို့မှာပြည်သူတွေစည်ရေးတတိနိုင်နေတိုင်းကြရန်တတိပင်မကွေးတိုင်းပကုတ်ကူမြို့ခြေဆိုင်ချင်းမြန်ဓမ္မဌာနချုပ်တရားတက်ကနေစေကောင်းစစ်တန်းအင်အား400ကံပါရင်းနှံတွက်လာပြီးပကုတ်ကူမြိုင်နယ်ပေါင်းမြို့နယ်တို့ကပြည်သူများအနေဖြင့်စည်ရေးတတိနိုင်နေတိုင်းကြရန်ညမြစ်တပ်ပေါင်းစုကယနေ့ဆောင်လာတဲ့အနေထောက်ပြန်ပါတယ် စီရေးစီပရိယေရခက်မရခက်ပြီးစစ်ကြောင်းလန့်ဖြစ်နိုင်တဲ့ပခုတ်ကူနောက်ချမ်းမြိုင်ရှိတောင်ချမ်းနဲ့ပေါ့ရှိချမ်းကနေပြည်သူတွေစီရေးနဲ့လေကြောင်းရန်တတိနဲ့နေထိုင်ကြရလဲအသိပေးဖော်ပြပါတယ်ယခုစစ်ကြောင်ရှင်နဲ့မတိုင်မီမေလ29ရက်ကတမတရားတက်ကနေအင်အားတရာကျော်ပါစစ်ကြောင်ကညောင်ကျပင်ပြူစောတီကြီးအမလက်ရှိမှာပေါင်းမြို့နယ်ရှေ့ချမ်းရှိရေပြားရှေလန်ကြီးအကိုရောက်ရှိနေလို့ဆိုပါတယ်။အခုဒုတိယမြောက်စစ်ကြောင်ကလည်းပထမစစ်ကြောင်တော့လမ်းတိုင်းပဲသွားမလား။လမ်းကြောင်တစ်ခုကနေသွားမလား။ စောင့်ကြည့်ပြင်ဆင်နေလို့ညမြင့်တက်ဖောင်ဆိုတာဝန်ရှိသူကိုပူပူတန့်စင်ကစစ်ကောင်စီစစ်ကြောင်းချင်းနေနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။ထို့ပြင်အင်အားများသည့်စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ဒေသခံပြည်သူတွေမှလည်းစစ်ရှာပြင်ဆင်နေကြောင်းသိရပါတယ်။ပေါ့နဲ့ရေပြာရှေလံကိုရောက်နေတဲ့ပထမစစ်ကြောင်းနဲ့ပေါင်းပြီးတော့ ပေါကပါစ24ကိုရိတ်ခါနဲ့စီအုံးဆောင်နေပုံမယ်လို့ခံမှန်းလို့ကိုဘိုဘိုတန့်စင်ကပြောပါရယ်မေလာ29ရက်ကစစ်ကောင်စီတပ်စစ်ကြောင်းကဒေသခံပြည်သူကိုဖမ်းဆီးထားပြီးကမ္ဘာတပ်ပေါင်းစုစကန်တကူကိုမိရှုဖျက်ဆီးခဲ့ကြောင်းလည်းဒေသခံလူမှုဖွဲ့စည်းချုပ်ကသိပေးပါရယ်မေလာ၂ရက်ကနေ9ရက်အထိပခုတ်ကိုဓမ္မတရားတွေကစေကောင်စီတပ်သားတွေကမြန်မြွတ်နယ်ရှစ်တောင်ပိုင်းရှိကြရတွေကိုစစ်ကြောင်းတို့မိရှုပ်ဖြက်စီခဲ့ပါတယ်။အဆိုပါစစ်ကြောင်းဒေသကာကွယ်ရေးတပ်တွေကတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရုပ်လောင်ရှစ်လောင်တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီးဆရာနာရှင်များကျင့်သုံးခဲ့ချင်းချင်းကြားသွေးခွဲခြင်းဆိုတဲ့နောက်ဆုံးစီကိုကြော်ပြနိုင်ခြင်းအနိုင်ရပြီလို့ PDF စစ်စင်ရေးမှုရဲဘော်တင်ဦးပြောဆိုအကြံဖတ်ဆရာနာရှင်ဆက်ဆက်ကျင့်သုံးအောင်မြင်ခဲ့တဲ့တော်လိုင်းဤဘက်တော်သားချင်းချင်းသွေးခွဲစီမဲ့နောက်ဆုံးစီကိုကြော်ပြနိုင်မှာကဆရာနာရှင်ကိုနိုင်ရပြီလို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နှစ်စစ်စင်နေမြေစစ်စင်ရေးမှုရဲဘော်တင်ဦးကပြောလိုက်ပါတယ်အဆိုပါပြောကြားချက်ကမေလ30ရက်နေ့ကကျင်းပခဲ့တဲ့ဒုပြန်လာပြီးအရာဝတီရဲ့ပင့်လေအရောက်ရွှေမဖောက်စကားဝိုင်းမှာရေပေါ်တင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ ။လက်ရင်စီးတုံးစီးကပါလဲဆိုတော့ပထမကသွေးရည်စင်မဲစီးအာနာရှင်ကကျွန်တော်သွေးရည်တောင်းမျိုးမျိုးချိန်ဆွဲခဲ့ပါတယ်။မျိုးမျိုးကောလဟာလာတွေလောက်ခဲ့တဲ့မျိုးမျိုးမျော်လင့်ချက်မှတွေပေးခဲ့တယ်။ဒါပေမဲ့ပြည်သူတွေကသွေးမေးဘူး။သွေးရည်စင်မဲစီးကိုကျွန်တော်ကြော်ခဲ့ပြီ။နောက်တစ်ခုကစီတစီထက်တာရယ်ဒုတိယစီသွေးကြောင်စရစီပြည်သူတွေကြောက်တောင်းတော်လိုင်းသမားတွေကြောက်တောင်းရရဆက်ဆက်လုပ်ပြရလို့ရဲဘော်တင်ဦးကပြောဆိုပါတယ် ။အကြမ်းဖက်စစ်ကောင်စီကရက်စက်ပြပြီးသွေးကြောင်သွားစရာလှုပ်ဆောင်တဲ့စီတွေကိုလည်းကြော်ဖြတ်နိုင်ခဲ့ကြအောင်ရဲဘော်တင်းကဆက်လက်ပြောဆိုပါရယ်။သူတို့ကိုကြောက်သွားအောင်ဒါပေမဲ့လည်းကျွန်တော်ပြည်သူတွေနဲ့တော်လိုင်းသမားတွေအားလုံးကရောအဲ့ဒီသွေးမကြောင်ဘဲနဲ့အဲ့ဒီဟာတွေကနာကျင်မှုတွေခွန်အားတွေဖြစ်ပြီးရှေ့ဆက်တိုးခဲ့တယ်။ဒီစီးကိုလည်းကျွန်တော်ကြော်ဖြတ်နိုင်ခဲ့ပြီလို့လကောင်းပြောဆိုပါရယ်။နောက်ဆုံးစီးကတော်လိုင်းဘက်တော်သားရဲ့ချင်းချင်းတွေ့ကွဲတောင်းဆောင်ရွက်တဲ့စီးဖြစ်ပြီးတော့ထိုစီးကိုဆရာနာရှင်ဆက်ဆက်ကျင့်တောင်းအောင်မြင်ခဲ့တာကိုလည်းတွေ့ရကြောင်းစကားဝိုင်းမှာပြောဆိုခဲ့ပါတယ်။ ကျွန်တော်ဒေါ်လာအသိမ်းအကြောင်းပဲပြန်ကြည့်ကြည့်အဖွဲ့အစည်းသမိုင်းအကြောင်းတွေပဲပြန်ကြည့်ကြည့်ပန်းနိုင်ရောက်ကန်ဒီမှာကို့အချင်းချင်းကွဲလို့အာနာရှင်ကိုရှုံးပေးလိုက်ရတဲ့တာဝန်ကားတွေများကြီးရှိပါတယ်။ဒါကြောင့်မို့အခုကျွန်တော်တို့ကနောက်ဆုံးစီကိုရောက်ပြီးသွေးကွဲစီမယ်စီ။ကျွန်တော်ချင်းချင်းကြားထက်နဲ့အောက်ကြားအဖွဲ့အစည်းချင်းချင်းကြားဘယ်နေရာလေးဟာသွားမလဲဘယ်နေရာလေးအကြောင်းထင်သွားမလဲသွေးကွဲတယ်သွေးကွဲအောင်လုပ်တယ်။ကျွန်တော်သွေးမကွဲရင်ဒီပွဲနိုင်ပြီလို့ရဲဘော်တင်ဦးကပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်အမှဆင်ရှုံနေကြတော့တော်လင်းရဲဘော်ရင်နဲ့တော်လင်းအဖွဲ့အစည်းချင်းချင်းကြောင်းညီညွတ်ကြရလိုအပ်ပြီးတွဲမကွက်ကြရင်တော်လင်းအောင်နိုင်ပြီလို့ရဲဘော်တင်ကဆက်လက်ပြောဆိုပါတယ်။နောက်ဆက်အပင်းကြအတွက်အထူးပင်စေချုတင်ရှိပါတယ်ရှင်။